ငလင်းကျောင်း Grey Wall Hotel မှာပြိမိတည်ဆုံတဲ့သူတွေအတွက်ရော့ကျင်းငွေတအုံးလင်62သိန်းပေးတော်လဲလက်မခံခဲ့တဲ့မန်နင်းရွှေ MCL ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင် ရိသများရှင်မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေတည်ဆုံးမှုတွေများစွာရှိခဲ့တာလေပြိသက်တွေအားလုံးကအတိပဲဖြစ်ပါတယ်ဒီကနေ့ဒီလေပြန်လဲထူထောင်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့အတွက်မဆာနိုင်သေးပဲအခက်အခဲများစွာရှိနေခဲ့တာပါမန္တလေးမှာငလင်ကြောင့်ပြိုကျသွားတဲ့ကလင်ဝဟိုတယ်ကပိတ်မိတည်ဆုံးသူတအုပ်ကိုငွေကျပ်သိန်း60နှစ်နာချေပေးဖို့ကမ်းလှမ်းထားတယ်လို့သိရပါတယ် မလ28ရက်ကလောက်ခတ်ခဲ့တဲ့ဇကိုင်းကလင်းကြောင့်မန္တလေးရှိ Grey One Hotel မှာပြိုကျသွားခဲ့ပြီးအဲ့ဒီလိုပြိုကျစဉ်မနင်းနေ့ရွှေရဲ့ခင်မွန်ဖြစ်သူကိုအောင်ဖြိုးစော်နဲ့တမီးနှံဦးဖြစ်တဲ့မတ်ရွှေအေဂရီစော်ဟေမင်းခစ်တို့စုစုပေါင်း၃ဦးကပိတ်မိခဲ့ပါတယ်။ဒါပေမဲ့ကင်စိန်လုပ်ငန်းတွေကိုအချိန်မီလှုပ်ဆောင်ပေးဖို့ခွင့်မပြုတာတွေကြောင့်ငလင်းလောက်ခတ်ပြီး73ရက်အကြာမှသာအလောင်းတွေကိုပြန်လည်ရရှိခဲ့တာပါ။ငလင်းလောက်ခတ်ပြီးခြင်းမှာပဲ Grey One Hotel ကကင်စိန်လုပ်ငန်းတွေလုပ်ကင်ဖို့အတွက်ရက်ဆိုင်လိုက်တာလို့သိရပါတယ်။ပိတ်မိပြီး73ရက်အကြာမှတွေးခဲ့တဲ့အလောင်းတွေ ရာနဲ့အများပြားရှိနေကြတာဖြစ်ပါတယ်။မန်နီနင်းရွှေကတော့ကရီယောဟိုတယ်ဘက်ကနေကလန်နေနေနာချင်းကိုကျွန်မလုံးဝမယူဘူး။ငလင်ပြီးစားဖြစ်တဲ့အချိန်အားစပြီးကရီယောဟိုတယ်ဘက်ကကင်ဆင်ပြီးပါဝင်တခြားဆုံးဖြတ်ချက်တွေကိုနေနာသူမိသားစုဝင်တွေကိုမငဲ့ပဲသူရဲ့သဘောဆန္ဒအတိုင်းသာလုပ်ဆောင်ခဲ့ပါတယ်။ဖြစ်စဉ်အစမှာလူများနဲ့တိထားပြီးသားဖြစ်တယ်လို့ကျွန်မကကျွန်မရဲ့ခင်မွန်းနဲ့ကလေးတွေရှိတဲ့နေရာအထူးကြောင့်ပြောပါတယ်။ဟိုတယ် CCTV မှာလည်းတွေ့ရနိုင်ပါတယ်။အချိန်မနာခင်ကင်ဆင်အတွက်လည်း၎င်းတို့ဘက်မှသတ်မှတ်ခါတဲ့နေရာတွေမှာသာလုပ်ဆောင်ခဲ့ပြီးအမျို ို့မျိုးသောအခြေအနေတွေနဲ့အဟန့်တများစွာတွေကနေဓာတ်ပေါ်ရင်းလူသေးတော်မင်းပြန်ရအောင်အပူများစွာနဲ့ကိုတူကိုတာစူးစမ်းခဲ့ရတာပါ အခုချိန်မှာဘလို့ဖြည့်သိမ်းမှုမှမှကျမကိုဖြည့်မစီနိုင်ပါဘူးလို့ပြောပါတယ်အခုချိန်မှာပြီးတဲ့နှစ်နာချင်းကိုလည်းမလို့ကျမဘူးကျမခင်မောရဲ့နောက်ဆုံးချွေးနှင်းစာကြောက်တွေပါတဲ့အိတ်ကိုပဲပြန်လို့ကျမရင်ရအောင်ရှာပေးပါလို့ဟိုတယ်ဘက်ကိုတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့လူလဲကယ်ခွင့်မရခဲ့တယ်လို့ယောက်ျားဖြစ်သူရဲ့နောက်ဆုံးချွေးနှင်းစာပါလက်ဝယ်မရခဲ့ပါဘူးဒီရက်ပိုင်းခြားရီမှာကျမကခင်မောဖြစ်သူနဲ့ကလေးတွေရဲ့နောက်ဆုံးခီးကိုလိုက်ပို့နေခဲ့တော့ပစ္စည်းကိုအာရုံမဆိုင်မိခဲ့ဘူးကိစ္စတွေပြီးနောက်နေ့ကျမဟိုတယ်သွားတဲ့ချိန်ကျမတို့ရဲ့လက်ကင်အိတ်ထဲကအဝယ်စားတချို့ နဲ့မိတ်ဆွေတွေစီလက်ဆောင်ပေးမယ်။ကြောက်စိမ့်ပစ္စည်းအနည်းငယ်သာပြန်ရခဲ့ပါတယ်။တန်မိုးကြီးပစ္စည်းကြောက်စိမ့်ကတော့လက်ဝယ်ပြန်မရခဲ့ပါဘူးရှင်။ဒီလိုပြောနေရတာကကျမဘက်ကပစ္စည်းတန်ဖိုးငွေကြေးတွေတက်ကျမရဲ့ခင်မွန်ဖြစ်သူနောက်ဆုံးရှာဖွေခဲ့တဲ့ချွေးနှင်းစာမို့ဒါကိုပဲလိုချင်ပါတယ်လို့မနင်းနေ့ရွှေကဆက်လက်ပြောဆိုပါတယ်။ Grey One Hotel ဘက်ကတော့မလ28ရက်နေ့ငလင်ကျောက်ထိကပ်ပစ္စည်းဆုံးရှုံးခဲ့ရမှာ Grey One Hotel နဲ့ပါဝင်ခဲ့ကြောင်း Grey One Hotel ကမလ28ရက်နေ့မှာ AB နာစနေရတီကေစိန်ဆောင်ရွက်ခဲ့ရမှာအသက်ရှင်လျက်ကေစိန်နိုင်ခဲ့သူ 9ဦးနဲ့ကွယ်လွန်သူ16ဦးရှိကြောင်းပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။အခုလိုငလင်ကြောင်းတိုက်ပြီးပြီးပြိုကျပျက်စီးသွားတဲ့အချိန်မှာ Great Wall Hotel ဘက်ကမတမာမှုတွေရှိနေလို့ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်မလုပ်ဖို့တားမြစ်ထားတယ်လို့လည်းသိကြရပါတယ်။ဘသူကတာဝန်ယူပြီးတော့မှလုပ်ပေးခဲ့တာမျိုးမရှိလို့အခုလိုမျိုးမတည်တင်ပဲအသက်တွေများစွာဆုံးရှုံးကြရတာကြောင့်မကြေမနက်ဖြစ်နေရတာပါ။ပရိသတ်ကြီးအနေနဲ့ရောမန်နင်းနှွှဲလက်မခံခဲ့တဲ့အပေါ်မှာဘယ်လိုတွေထင်မြင်မိလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်။